ြီးခဲ့တဲ့သင်ခန်းစာမှာတော့ကျွန်တော် stress stock control အကြောင်းကိုရှင်းပြခဲ့ပြီးတော့လက်တွေ့တက်စင် ပြသခဲ့ပြီးပြီเนาะဒါပေမဲ့နားမလည်မှာဆိုတဲ့အတွက်ကျွန်တော်ဒီ stress stock control ရဲ့တက်စင်ရင် အလုပ်လုပ်ပုံလေးတွေကိုကျွန်တော်ဒီ drawing လေးမှာရှင်းပြသွားမယ်เนาะ drawing လေးဆွဲပြီးတော့ကျွန်တော်သိချရှင်းပြသွားမယ်အဲ့တော့ရှင်းသင်ခန်းစာမှာတော့ ျွန်တော်တို့ကဒီလက်တွေ့ပစ္စည်းတွေနဲ့တက်ဆင်ပြခဲ့တဲ့ဒီ drawing တွေနဲ့တွဲပြီးကြည့်ထားအောင်ပြောပြခဲ့တယ်เนาะအဲ့ဒီသင်ခန်းစာတွေကိုမချိညက်ဘူးဆိုလို့ရှိရင်ပြန်ပြီးတော့လေ့လာပြီးပါเนาะအဲ့ဒီအဲ့လို drawing နဲ့ဒီလက်တွေ့ပစ္စည်းနဲ့တက်ဆင်တဲ့အပိုင်းတွေကိုလည်းနည်းနည်းရသွားပြီပေါ့เนาะရသွားပြီမှတ်မိသွားပြီဆိုလို့ရှိရင်ဒီသင်ခန်းစာကိုလေ့လာလို့ရပါပြီเนาะအဲ့အဲ့တော့ဒီသင်ခန်းစာမှာတော့ ရှေ့သင်ခန်းစာမှာတော့လို့လက်တွေ့ပစ္စည်းနဲ့ရှင်ပြီးတော့မပြတော့ဘူးဒီ drawing လေးမှာပဲကျွန်တော်ရှင်းပြသွားမယ်เนาะကဲဟုတ်ပြီအဲ့ဒီတော့ဒီမှာက stock လို့ရဲ့သင်္ကေတလေးเนาะ stock လို့ရဲ့ NC သင်္ကေတလေးเนาะ stock လို့ဆိုပေမဲ့ကျွန်တော်ကနာမည်ပေးထားတာ stock လို့ဆိုတာเนาะဒီမှာ NU လည်းရှိတယ် NC လည်းရှိတယ်အခုဒီမှာကျွန်တော်တို့ stock အနေနဲ့သုံးမှာဖြစ်တဲ့အတွက် NCU contact ကိုပဲသုံးထားတယ် ဟုတ်ပြီဒီမှာလဲ stack လို့နော် stack လို့ရဲ့ဒါ anu သင်္ကေတာလေးနော် anu သင်္ကေတာလေးကိုလဲအဲသူ့မှာလဲ anu ရှိတယ် nc ရှိတယ်နော် stack လို့ဆိုတာကနာမည်ပေးထားတာနော်အဲ့တော့ anu nc မှာကျွန်တော်က stack လို့အနေနဲ့သုံးမှာဖြစ်တဲ့တော့ anu ကိုတော့သုံးထားတယ်ပြီးရင်ဒါက magnetic conductor ရဲ့ coil ဒါက magnetic conductor ရဲ့ anu conductor နော်ဒီမှာတော့ဒီ anu conductor ကိုလဲ73 74 ရေးပြမသွားတော့ဘူးเนาะဒါကောကိုတီးရမယ်73ကနေဝင်ရင်74ကနေပြန်ထွက်မယ်เนาะအဲ့တော့74ကနေဝင်လာတယ်ဆိုရင်လည်း73ကနေပြန်ထွက်မယ်ဒီမှာလဲ magnetic ကိုနဲ့ဒါကိုလည်းအဲ့လိုပဲเนาะ A2 ကနေဝင်ရင် A1 နေညူရပေးမယ်ဟုတ်တယ်เนาะ A1 နေလိုင်းပေးထားတယ်ဆိုရင် A2 ကိုညူထွက်ပေးမယ်เนาะဒါကကိုကြိုက်တယ်လို့ဝင်ကိုဝင်တဲ့အတိုင်းပဲတစ်ဖက်မှာ ပြန်ပြီးတော့ချိန်ပေးရမှာပေါ့ ကဲဟုတ်ပြီအဲ့ဒီတော့ဒါကငကုမူလရှိနေတဲ့ drawing အတိုင်းပေါ့နော်ကျွန်တော်တို့ဘာမှအလုံးမလုံးခင်အခြေအနေကိုဆွဲရတာဖြစ်တဲ့အတွက် drawing ဆိုတာကကျွန်တော်တို့ဘာမှလုံးမလုံးသေးတဲ့အခြေအနေမှာဆွဲရတာဖြစ်တဲ့အတွက်တကယ်ဆွဲရင်တော့ဒီပုံစံတစ်မျိုးတည်းပဲဆွဲရမှာနော်ဒါမှမဟုတ်ကျွန်တော်နားလေလွယ်ကူအောင်လို့အခုဒီမှာတစ်ဆင့်ချင်းရှင်းပြပါမယ်နော်အဲ့ဒီတော့ဒီမှာ stack လို့လည်းမနှိပ်သေးဘူး stock လို့လည်းမနှိပ်သေးဘူးအဲ့ဒီအခြေအနေမှာဆိုရင်ဒီမှာရှိနေတဲ့ line က ဒီအနီတန်းလေးပေါ့နော်အနီတန်းလေးကိုလိုက်ကြည့်ပြီအနီတန်းလေးကဒီအနီနဲ့ခြေထားတဲ့မြင်းချောင်းလေးတွေကဒါ line သွားနေမြဲမြင်းချောင်းလေးတွေနော်ဒီမှာရှိနေတဲ့ line က stock clock က nc ဖြစ်တဲ့အတွက် stock clock ကိုဖျက်ဆီးရဲစီးပြီးရင် stock clock ရဲ့အဝင်မှာရှိနေမြဲနော်ဒီကောင် n ကိုတက်ဖြစ်တဲ့အတွက်တစ်ဖက်နဲ့တစ်ဖက် contact နှစ်ခုက connection မဖြစ်ဘူးမဖြစ်တဲ့အတွက်ဒီဘက်ကိုဆက်ပြီးတော့မစီးဘူးနော်ဒီမှာလည်းအဲ့လိုပဲနော်ဒီမှာလည်း magnetic connector ရဲ့ n ကိုဖြစ်တဲ့အတွက် တစ်ဖက်မှာရောက်နေတဲ့ line ကဘာမှအလုံးမလုံးသေးတဲ့အခြေအနေမှာတစ်ဖက်ကိုစီးမလာနိုင်ဘူးเนาะကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ stack လို့နေကြည့်မယ်เนาะကဲမှာဒါဒီပုံမှာဆိုရင်ဒါကျွန်တော်တို့ stack လို့နေလိုက်ပြီเนาะနေလိုက်တဲ့ခါမှာဆိုရင်ဒီမှာ stack လို့ကိုအနုကွန်တော့သုံးထားတာဖြစ်တဲ့အတွက်မနေခင်မှာ open ဖြစ်နေမယ်เนาะဒီဘက် contact တစ်ခုနဲ့ဒီဘက် contact တစ်ခုနဲ့ကဆက်ဆံမှုမရှိဘူး ဒီမှာတော့ stack loop ကိုနှိပ်လိုက်ပြီးဖြစ်တဲ့တော့ဒီမှာကတ်သွားပြီเนาะ stack loop သူ့ရဲ့ contact ကလေးကကတ်သွားပြီကတ်သွားတဲ့အခါမှာဒီမှာရှိနေတဲ့ line ကဒီ stack loop ကိုဖြတ်ပြီးတော့မှ magnetic connector C ကိုရောက်လာတယ်ဟုတ်ပြီเนาะဒါက line ချောင်းတစ်ခုဒီ line ချောင်းကနေစီးလာတယ် magnetic connector အလုပ်လုပ်ပြီ magnetic connector အလုပ်လုပ်ပြီဆိုလို့ရှိရင် သူ့အလုပ်လုပ်တာနဲ့သူ့ရဲ့ unknown contact ကလည်းကတ်သွားပြီဟုတ်တယ်เนาะ မဂနက်တစ်ကွန်ဒက်တာစီကိုပါဝါရောက်တာနဲ့မဂနက်တစ်ကွန်ဒက်တာကတ်မယ်ကတ်တဲ့အခါမှာသူ့ကတ်တာနဲ့တပြိုင်တည်းသူ့ရဲ့အန်နိုကွန်ဒက်ကလည်းလာပြီးတော့ထိပါမယ်အစီကွန်ဒက်ဆိုရင်လည်းကွာပါမယ်ဒီမှာတော့အန်နိုကွန်ဒက်တုံးထတာဖြစ်တဲ့အတွက်ပထမကကွန်ဒက်နှစ်ခုကထိမနေဘူးနော်ကွန်နက်ရှင်ဖြစ်မနေဘူးအခုမဂနက်တစ်ကွန်ဒက်တာစီကိုပါဝါရောက်လာတာနဲ့လိုင်းရောက်လာတာနဲ့တပြိုင်တည်းဒီကွန်ဒက်ကလည်းလာထိပါတယ်ထိပါတဲ့အခါမှာဒီမှာရှိနေတဲ့လိုင်းဟာ ီလမ်းကြောင်းကနေမဂနက်တစ်ကွန်ဒက်တာရဲ့ coin စီကိုစီးရဲနောက်တစ်ခါဒီလမ်းကြောင်းကနေလည်းစီးရဲလမ်းကြောင်းနှစ်ခုခွဲပြီးတော့စီးဆင်းသွားတယ်ပေါ့နော်ကဲဟုတ်ပြီအဲ့တော့နောက်တစ်ခေါက်ကျရင်ကျွန်တော်တို့ post button တွေကိုတုံထားတာဖြစ်တဲ့အတွက် post button ဒီတိုင်းလက်ကြီးနဲ့ဖိပြီးနှိပ်ထားလို့အဆင်မပြေဘူးပြန်ပြီးတော့လွတ်ပြရမယ်နော်အခုလက်လွတ်လိုက်မယ်အဲလက်လွတ်လိုက်တဲ့အချိန်ဒီနော်ကျွန်တော်တို့ stack ကလေးကိုနှိပ်ပြီးတော့မှ ပြန်လွတ်လိုက်တဲ့အခြေအနေเนาะပြန်လွတ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ contact ကတော့ဒီမှာထိနေရနေပြန်ကွာသွားပြီကွာသွားတဲ့အခါမှာဒီကလာတဲ့ line ဟာဒီကိုမရောက်တော့ဘူးမရောက်တဲ့တော့ဒီကိုဖြတ်ပြီးတော့ဒီ magnetic conductor coin C ကိုစီးစီရအကြောင်းမရှိတော့เนาะเนาะဒီမှာအနီချောင်းလေးကိုလိုက်ကြည့်เนาะဒီအနီ line လေးရဆိုလို့ရှိရင်ဒီမှာသူ့စီကို power ရောက်ကလေးဟိုဟာဒီ anode connect ကကတ်ထားပြီးသားเนาะ ကတ်ထားပြီးသားဖြစ်တဲ့အတွက်ဒီကနေစီးနေတယ်မက ானிக் ကွန်ဒက်တာစီးကိုပါဝါရောက်နေတယ်အဲ့တော့စတက်ကလုတ်ကိုပြန်လွှတ်လိုက်ရင်လည်းဒီလမ်းကြောင်းကမသွားတော့ပြီမယ်ဒီဘက်လမ်းကြောင်းတစ်ခုကနေပြီးတော့မှမက ானிக் ကွန်ဒက်တာရဲ့ coin စီးကိုလမ်းရရောက်နေတယ်နော်လမ်းရရောက်နေတာဖြစ်တဲ့အတွက်ဒီဘက်ကလည်းလမ်းရောက်လာတယ်ဒီဘက်ကလည်းလူတွေရှိပြီးသားဆိုတော့မက ானிக் ကွန်ဒက်တာဆက်ပြီးတော့ကတ်နေနိုင်တာပေါ့နော်စတက်ကလုတ်ကိုပြန်လွှတ်လိုက်တော့လည်းပဲသူ့ရဲ့ မဂနက်တစ်ကွန်တာရဲ့အန်နိုကွန်တက်ကနေတဆင်မဂနက်တစ်ကွန်တာကွိုင်ဟိုပါဝါဆက်ပြီးတော့ရောက်နေတဲ့အတွက်ဒီကောင်ကစတက်အလုပ်ကိုလုပ်နိုင်တယ်နော်အဲတော့စတက်ကိုနှိပ်ပြီးပြန်လွှတ်တယ်ဒီကောင်ကဆက်ပြီးတော့ကန်နေပဲနော်ဒါကိုပါဝါဟိုးလင်းလို့လည်းခေါ်တယ်လက်ချင်းစနစ်လို့လည်းခေါ်တယ်နော်ကဲဟုတ်ပြီဒါဆိုရင်နောက်ဆုံးလုပ်ရမယ့်အဆင့်ကဘာလဲဆိုတော့ကျွန်တော်တို့ set stop function ကိုသွားနေတာဖြစ်တဲ့အတွက်ဒါ stack ရပါပြီဆိုရင် stop လုပ်ကြည့်မယ်နော် stop လို့ဟိုနှိပ်မယ် เนาะ stock loan နှိပ်လိုက်ပြီနှိပ်လိုက်ပြီဆိုတာနဲ့ဘာဖြစ်သွားလဲဆိုတော့ stock loan ကဒီမှာ NCO သုံးလာတာเนาะ NCO သုံးလာတာ NCO သုံးလာတာဖြစ်တဲ့အတွက်ဒီဘက်ဒီမှာဒီဘက်ဒီမှာတော့ဆိုရင်ကျွန်တော်တို့ stock loan ကိုဘာမှလက်နဲ့လည်းမထီးဘူးနှိပ်လည်းမနှိပ်ဘူးเนาะမနှိပ်တဲ့အခါမှာဆိုရင်ဒီမှာရှိနေတဲ့ line ကသူ့ကိုဖြတ်ပြီးတော့စီတယ်ဒီဘက်ကိုရောက်တယ်เนาะဒီမှာလည်းအဲ့လိုပဲเนาะအဲ့တော့အခုနှိပ်လိုက်ပြီနှိပ်လိုက်ပြီဆိုရင် NCO နဲ့ဖြစ်တဲ့အတွက်သူ့ကိုမနှိပ်ခင်မှာသူ့ရဲ့ contact တွေဟာ ထိနေတယ်။သူ့နှိပ်လိုက်ပြီဆိုတာ ਨੇ သူ့ရဲ့ NC ကိုနှက်ကကွာသွားတယ်။ကွာသွားတဲ့အခါမှာဒီမရှိတဲ့ line ကဒီ stock ခလုတ်ရဲ့ NC ကိုတိုက်ရဲ့အပေါ်မှာပဲရောက်သွားပြီးတော့ connection ပြတ်တောက်သွားတဲ့အတွက်ဒီအောက်ပိုင်းတစ်ချမ်းလုံးကို line ရောက်မလာတော့ဘူးเนาะဒီမှာအနီးရောက်မလာတော့ဘူးเนาะဟုတ်ပြီเนาะအဲ့တော့ဒီမှာ new tray ကတော့တိုက်ရိုက်ပေးထားတယ်ဒါပေမဲ့ line ရောက်မလာတဲ့အတွက် magnetic connection တိုက်ရည်ကလည်း ကတ်နေရနေပြီးတော့ပြန်ခွာပါမယ်။ကဲဒါဆိုရင်ဒါဆိုရင်ဒါရရတယ်နော်။ stock လို့နှိမ့်လိုက်ရင်သူ့ကိုဘာကြောင့် power မရောက်တော့တာလဲ။ magnetic ကိုနှစ်ဓာကြီးပြန်ခွာသွားတာလဲဆိုတာကိုကျွန်တော်တို့နားလည်မယ်ထင်တယ်။အဲ့ဒီတော့ stop push button ကလည်း push button တုံးထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ပြန်လွှတ်ပါမယ်နော်။လက်နဲ့အသေးဖိထားလို့ထောက်ချောက်ကြီးဖိထားလို့အဆင်မပြေဘူး။အဲ့တော့ပြန်လွှတ်မယ်။လွှတ်လိုက်ရင်တော့ဒီအခြေအနေပြန်ရောက်သွားမယ်။ နော်မူလအခြေအနေပြန်ရောက်ပါမယ်အဲဒီမှာနော် line ကဒီမှာ stock လို့ NC ပြန်ထိပါတဲ့တော့ဒီနေရာတွေကိုပြန်ပြီးတော့ line ရောက်လာမယ်ဒါမှမဟုတ် stock လို့ပြန်မနေမချင်းဒီကောင်ကြီးကကွာနေပြီးသားဖြစ်တဲ့တော့ဒီဘက်ကိုဆက်ပြီးတော့မသွားတော့ဘူးနော်နားလည်မယ်ထင်တယ်နော်ဟုတ်ပြီအဲ့ဒီတော့ကျွန်တော် တို့က drawing ဆွဲတဲ့နေရာမှာတော့ဒီပထမဆုံးဆွဲပြထားတဲ့ဒီပုံအတိုင်းမဆွဲရပါဘူး။ဘာလို့လဲဆိုတော့ကျွန်တော်တို့ drawing ဆွဲရဆိုတာက ဘာမှမလုပ်တဲ့အခြေအနေပေါ့နော် normal အခြေအနေကိုပဲကျွန်တော်တို့က drawing ဆွဲတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဒီအခုအလုံးလုပ်တဲ့အချိန်မှာရှင်းပြထားတဲ့ဒီ drawing တွေကိုတော့ကျွန်တော်တို့ကထည့်ပြီးတော့ drawing ထဲမှာဆွဲเสียရမလို့နော်ဒီတစ်ခုလေးပဲဆွဲပေးရုံပဲနော်အားလုံးကျေးဇူးတင်ပါတယ်နားလည်မယ်ထင်တယ်နော်ဟုတ်ပြီအဲ့တော့ဒီသင်ခန်းစာနဲ့ပတ်သက်ပြီးတော့မှာ နားမလည်ဘူးဆိုရင်ဒီဖုန်းနံပါတ်တွေကိုလည်းဖုန်းဆက်ပြီးတော့အချိန်မီမေးလို့ရတယ်နော်အားရင်အားသလိုပြန်ဖြေပြီးပါတယ်ကျေးဇူးတင်ပါတယ်